လမ်းဘေးကဒီလိုခေါဆွဲပြုံမျိုးဆိုရင်တောင်မြန်မာငွေနဲ့ဆိုတပွဲကို3000လောက်ကျပါတယ်။တရုတ်လူမျိုးတွေရဲ့လမ်းဘေးမှာမြေဥခေါဆွဲဆိုင်လေးတွေအစီအစီရှိကြပါတယ်။ပုံမှန်ရင်သွင်းတဲ့ခေါဆွဲကိုပြီးပြောပြုတ်လိုက်တာမျိုးမဟုတ်ဘဲအထူးပြုလုပ်ထားတဲ့လက်ကင်ပါမြေဥလေးတွေနဲ့ပြုတ်တာဖြစ်ပါတယ်။ပထမဆုံးမြေဥကိုအပူပေးလိုက်ပါတယ်။ပြီးရင်ရေအနေနဲ့အတူချက်ဥတစ်လုံးကိုပါဖောက်ထည့်လိုက်ပါတယ်။ထည့်ပြီးတဲ့အချိန်မှာတော့ ခရမ်းသီးတစ်လုံးနဲ့လူညက်တဲ့ပဲပြားတစ်တုံးကိုထည့်လိုက်ပါရယ်နောက်တစ်ဆင့်မှာတော့ငယုံနဲ့အနှဲငယ်နဲ့ဝတ်ဥတွေပါထပ်ထည့်ပါရယ်အရာတွေထည့်ပြီးပြီဆိုရင်တော့ပြောင်းဘူးတွေဂုံကောင်တွေခရုတွေအကင်တွေနဲ့နှစ်သက်ရအသီးရွက်တွေကိုထပ်ထည့်ပါသေးတယ်နောက်ဆုံးအဆင့်မှာတော့ မာလာရတာအရေးလေးနဲ့အတူခောက်ဆွဲဘက်တီကိုထည့်လိုက်ပါတော့တယ်။ခောက်ဆွဲတွေနူးသွားတဲ့အချိန်မှာတော့ပဇွန်ထုတ်လေးတွေထက်ထဲပါသေးတယ်။၃မိနစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ချစ်သူမိတ်တွေငယူသီးထောင်းတွေအပေါ်အဖြူပြီးတော့တွဲဖက်စားသုံးနိုင်ပြီပဲဖြစ်ပါတယ်။ဒီနေဦးခောက်ဆွဲပြုတ်ကိုတရုတ်မှာတော့လမ်းဘေးအစားအစာအဖြစ်လူတိုင်းစားနိုင်ကြပေမဲ့ကျွန်တော်နိုင်ငံမှာတော့ပွဲ3000လောက်ရှိရကြောင်းတပွဲကို3000လောက်ရှိရကြောင်းလူတိုင်းစားဖို့မလွယ်ကူတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်ရှင်။